အားလုံးမင်္ဂလာပါကျွန်တော်ဟန်နာရီ channel ရနေကြိုဆိုပါရခင်ဗျာဒီနေ့ဗီဒီယိုမှာတော့ထိုင်းနိုင်ငံရဲ့ဒီချက်ကူရီမင်းဆက်ယာမရှိအနာနာမီတို့အကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်ဒီပြင်နဲ့ပတ်သက်လို့ကတော့တော်တော်များပါတော့တယောက်တစ်မျိုးစီကြားဘူးကြမယ်လို့ထင်ပါတယ်ဒီပြင်က1946ခုနှစ်မှာတနက်တန်ရတစ်ချက်နဲ့လဲရောဆန်ခဲ့ရတဲ့ဘုရင်ပါအခုလက်ရှိဘုရင်ရဲ့ဗတ်ကြီးတော်မှာပါတော့ဒီဘုရင်ကြီးပူမီဘောရဲ့အကူပါအနာနာမီတို့ကို1925ခုနှစ် ဂျာမနီနိုင်ငံမှာမွေးခဲ့တာပါမွေးချင်း၃ရောက်ရှိပြီးတော့အမရဲ့အာသူရဲ့နောက်တစ်ခါသူရဲ့ညီပေါ့နော်ဘူမီဘောရဲ့ပါအနန္ဒာမီတော့၁၀နှစ်အရွယ်1935ခုနှစ်မှာယာမခုနှစ်အရင်ပြည်တွေမှာကျွန်တော်ပြောပြထားတဲ့သူကြီးတော်ကနန်းစွန်သွားတော့ဆွစ်ဇာလန်နိုင်ငံမှာကြောင်းတက်နေတဲ့သူကိုဆိုင်းရန်နိုင်ငံရဲ့အာဘရင်အဖြစ်နဲ့ပေါ့နော်တင်ပြလိုက်ကြပါတယ်သူကစီမင်းခန့်ဘရင်စနစ်နဲ့ပထမအုံဆုံးတက်လာတဲ့ဘရင်ပါ သူ့လက်ထက်မှာတော့ဘရင်ကနိုင်ငံမှာပေါ့နော်လှုပ်စရာဘာမှမရှိတော့ပါဘူးနိုင်ငံရဲ့အဆောင်ရောင်သဘောလောက်တာရှိတော့တာပါတကယ်နိုင်ငံအုပ်ချုပ်နေတာကဝန်ကြီးချုပ်နဲ့အစိုးရအဖွဲ့ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်လည်းပဲသူကမပြန်လာဘဲနဲ့ပေါ့နော်ဆွစ်ဇာလန်မှာကျောင်းဆက်တက်ပါတယ်ပညာဆက်လက်သင်ယူပါတယ်အဲ့ဒီအချိန်ကထိုင်းနိုင်ငံမှာတကယ်အုပ်ချုပ်နေတာကကြတော့1932ခုနှစ်ဒေါ်လာရေးမှဦးဆောင်ပါဝင်ခဲ့တဲ့ဗိုလ်ချုပ်ကြီးဟွန်ဝန်ရောထင်ပါသူကဝန်ကြီးချုပ်ဖြစ်နေအုပ်ချုပ်နေတာပေါ့နော်သူကတကယ်ရည်ရင်းရှိတဲ့သူပါဂျာမနီတို့ဒိန်းမတ်တို့မှာစစ်ပညာ တင်ဝူခဲ့တဲ့သူပါခင်ဗျာပြီးလို့ရှိရင်သူကထိုင်းနိုင်ငံရဲ့အသွေးမြေမကြတော်လင်ရဲ့အပြီး1933ခုနှစ်ကနေပြီးတော့1938ခုနှစ်အထိဝင်ရုပ်တာဝန်ကို9နှစ်တောင်းထမ်းဆောင်ခဲ့တဲ့သူပါသူလက်ထက်မှာဖြစ်ပွားခဲ့တဲ့ပြဿနာတွေကတော့ဘယင်စနစ်ကိုပြန်လည်ထူထောင်လို့တဲ့မင်းသားပေါ့နော်ဘော်ရတဲ့ပုံကံမှုလိုမျိုးဖြစ်ခဲ့ပြီးတော့အဲ့ဒီပုံကံမှုကိုနိုင်ငင်းလိုက်တဲ့ဗိုလ်ချုပ်ကြီးဖြူပွန်ဆောင်ခွန်ကလည်းနိုင်ငံရဲ့ကေတင်ရှင်နိုင်ငံရဲ့သူရဲကောင်းပုံစံမျိုးဖြစ်လာပြီးတော့နိုင်ငံကြီးမှာပေါ့နော်ဩဇာကြီးလာပါတယ် နောက်ပိုင်းမှာသူ့ကိုနိုင်ငံရေးပေါ့နော်ကာကွယ်ရေးဝန်ကြီးအဆင့်ထိကိုတိုးမြင့်ပေးလိုက်ပါတယ်နောက်ထပ်လှုပ်ဆောင်ခဲ့တဲ့အကြောင်းအရာတစ်ခုကတော့မြန်မာအခေါ်ဈေးမယ်ပေါ့နော်အဲ့ဒီချိန်ကလန်နာဒီလက်အောက်ခံနိုင်ငံကိုလည်းပဲမြောက်ပိုင်းပြည်နယ်ခုနှစ်ခုဖွဲ့စည်းပြီးတော့ဒါနိုင်ငံတွေကိုအပြီးသွတ်သွင်းလိုက်တာပါအလို့နဲ့သူကလည်းဒီ1938ခုနှစ်မှာပေါ့နော်ကဘာကြီးကစီရိတ်စင်းငွေတွေတန်းလာတဲ့အချိန်မှာအာဒုတိယကဘာကြီးဖြစ်ကန်ဒီမှာပေါ့နော်ဖီဖွန်ဆောင်ခရန်ကနေပြီးတော့ကာကွယ်ရေးဝန်ကြီးယာရူရောအာဝန်ကြီးရောယာရူပါ ရလာခဲ့ပါတယ်သူကဝန်ကြီးချုပ်ဖြစ်လာတာနဲ့ပါလီမန်ကိုဖျက်သိမ်းပြီးတော့စစ်တပ်ရဲ့ထောက်ခံမှုနဲ့မတော့အကျွင်းမဲ့အာဏာကိုယူလိုက်တာပါဒီလိုလုပ်တာကသူ့မှာရည်ရွယ်ချက်တခုရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့မြန်မာတို့လာအိုတို့ကမ္ဘောဒီးယားတို့တရုတ်နိုင်ငံတောင်ပိုင်းမှာရှိတဲ့တိုင်းဘာသာစကားပြောတဲ့လူမျိုးတွေနေတဲ့နေရာကိုတိမ်ပိုက်ချင်ပြီးတော့နိုင်ငံကိုချဲတွင်ချင်နေတာပါဒါကြောင့်လည်းပဲပထမအဆုံးအနေနဲ့ဆိုင်ယန်ဆိုတဲ့နိုင်ငံကိုထိုင်းလန်းလို့ပြောင်းလိုက်ပါတယ် ဇိုင်ယန်ဆိုတဲ့နာမည်ကဒီကြောက်ဖရမြေဝမ်းမှာနေတဲ့လူတွေကိုအနောက်တိုင်းသားတွေကပေါ့နော်ဒီဇိုင်ယန်မီလို့ခေါ်ရကနေပြီးတော့ဇိုင်ယန်နိုင်ငံဆိုတာဖြစ်လာတာပါကျွန်တော်တို့မှဆိုရင်တော့ AOD မြေဝမ်းဒေတာကိုအခြေပြုနေထိုင်တဲ့လူတွေကိုပေါ့နော်အနောက်တိုင်းသားတွေက ဘာမီလို့ခေါ်ရတာနေပြီးတော့ဗမာနိုင်ငံဖြစ်လာတဲ့သဘောမျိုးပါပဲဒီဗမာမြန်မာနဲ့ပတ်သက်လို့ကတော့ကျွန်တော်တိုင်းတာတွေမှာကိုလင်းမှုတွေရှိတာပေါ့နော်အမ်ကျွန်တော်အမြင်နည်းနည်းလေးဖြတ်ပြောအောင်မယ်ဆိုရင်တော့ဗမာရောမြန်မာရောကအတူတူပါပဲဗမာဆိုတာလူမျိုးမြန်မာဆိုတာနိုင်ငံဆိုပြီးတော့ခွဲပြောနေတာပေါ့နော်ဗာနဲ့တူလေဆိုလို့ရှိရင်ကလားကလားလို့ခေါ်နေတာမကြိုက်တဲ့အတော့ပေါ့နော်ဟလေလို့ပြောင်းခေါ်လိုက်တာနဲ့အတူတူပါပဲလေတန်းသာပြောင်းသွားတာပေါ့နော်အတိတ်ပဲကတော့အတူတူပဲဗျကျွန်တော်ဖတ်မိမှတ်မိတာကိုအခြေခံပြီးတော့ကျွန်တော်အထင်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်မြန်မာဆိုတာပြူတွေပါပဲ ဗမာဆိုတဲ့နာမည်ကအိန္ဒိယမှာရှိတဲ့ဒီဗမာဗုဒ္ဓမြစ်ပေါ့နော်အဲဒီမြစ်ပါဒီမြစ်ကိုအစွဲပြုပြီးတော့မြစ်ရဲ့အရှိဘက်မှာရှိတဲ့အာဒေသကိုပေါ့နော်ဒါဗမာလို့ခေါ်ရကနေပြီးတော့မြန်မာဗမာပြီးတော့မြန်မာဆိုပြီးတော့ဖြစ်လာတာဆိုပြီးတော့အိန္ဒိယပညာရှင်တချို့ကဆိုကြပါတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့အိန္ဒိယဆိုတာကလည်းပဲဒီအိန္ဒူမြစ်ဝမ်းကိုအခြေပြုပြီးတော့အိန္ဒိယဆိုတဲ့နာမည်ဖြစ်လာတာကိုမြန်မာဆိုတာကအိန္ဒိယယဉ်ကျေးမှုနဲ့အာဟိန္ဒူဘာသာရဲ့လွှမ်းမိုးမှုပေါ့နော်အများကြီးရှိတယ်ဆိုတာကိုလည်း မေးထားလို့မရပါဘူးဒီအချက်ကိုထောက်လို့ရှိရင်ပြူတွေကပေါ့နော်မြန်မာနိုင်ငံအလဲပိုင်းကနေပြီးတော့နိုင်ငံကိုချဲထွင်ခြင်းတဲ့စိတ်နဲ့ပေါ့နော်မော်နေရှန်းနဲ့ပြူတွေလုံးမနေနဲ့ကွာငါတို့တွေကမြန်မာတွေပဲအာစီးလုံးကြမယ်ညီညွတ်ကြမယ်ဆိုပြီးတော့ပေါ့နော်ဒါစီးလုံးညီညွတ်ဖို့ကြိုးစားခဲ့တာရောမဖြစ်နိုင်ဘူးလားပေါ့နော်ဒါပဲလို့လဲဆိုတော့လူတွေဆိုတာကကိုမျိုးသားတခြားမျိုးသားနဲ့ရန်ဖြစ်ပြီဆိုလို့ရှိရင်အာလူမျိုးတွေဘာတွေမေးမနေတော့ဘူးပေါ့နော်ဟာငါတို့ပိုင်းသားကိုမထီနဲ့ကွာဆိုပြီးတော့ ဝင်းဆိုခြင်းစိတ်ကရှိကြတာကိုအဲ့လိုနဲ့ကြာလာတော့မှသူတို့ဟာပြူတွေကနေပြီးတော့မြန်မာတွေလို့ထင်လာတာရောမဖြစ်နိုင်ဘူးလားပေါ့နော်အနော်ရတာနိုင်ငံကိုထူထောင်တဲ့အချိန်တုန်းကလည်းပဲဒီသဘောမျိုးတွေတွေ့ရပါတယ်မွန်နေပမာတွေပြူတွေလုံးမနေနဲ့ကွာငါတို့ကဒီဗုဒ္ဓဘာသာအတူတူပဲမင်းတို့မွန်နေကိုးခဲ့တဲ့ဗုဒ္ဓဘာသာငါတို့လည်းကိုးခဲ့မယ်ကွာဆိုပြီးတော့ဒါအနော်ရတာပေါ့နော်ငါတို့အတူတူဗုဒ္ဓဘာသာဆိုတဲ့ခေါင်းစဉ်အောက်ကိုကွဲပြားနေတဲ့လူမျိုးစုတွေကိုစုစည်းဖို့ရည်ရွယ်တယ်ဆိုတဲ့ပုံစံမျိုးတွေတွေ့ရတာပေါ့နော်အနော်ရတာလက်ထက်မှာလည်းဒါက အာဗမာမြန်မာဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမြင်ပါမြန်မာတမိုင်းဆိုတာကတော့အမြင်မျိုးမျိုးရှိပါတယ်ဘာသာရေးဘက်ကအထောက်အထားနဲ့မြင်တဲ့အမြင်နိုင်ငံရေးဘက်ကထောက်ထားနဲ့မြင်တဲ့အမြင်ဘာမှအထောက်အထားမရှိဘဲနဲ့မြင်တဲ့အမြင်ဆိုပြီးတော့လည်းရှိပါတယ်ကျွန်တော်လည်းဒါကြောက်ပါတော့အာဆဲခံရလားမသိဘူးဗျစကားပြောလို့ရှိရင်မြန်မာတမိုင်းတွေပါထက်ထက်ပြောတဲ့ခါကျတော့တချို့ကတိတ်မကြိုက်ကြဘူးဗောနော်တချို့ကသူတို့တိထားတာနဲ့ကျွန်တော်ပြောတာမတူဘူးဆိုလို့ရှိရင်အဲတိတ်မကြိုက်ကြဘူးဗောနော်အထားကတော့ဘယ်ရောက်ကုန်လဲမသိဘူး ဖီဘွန်ဆောင်ကရန်ကဆိုင်ယန်ဆိုတဲ့နာမည်ကိုထိုင်းလန်လို့ပြောင်းတာကနေမည်ချဲတွင်ခြင်းလို့ဆိုတာကိုပြောရင်တိုက်ဆန်လာလို့ပါခင်ဗျာထိုင်းလန်ဆိုတဲ့နာမည်ကမွိထိုင်းဆိုတဲ့ဒီထိုင်းစကားလုံးကနေဆင်းတက်လာတာလို့ဆိုပါတယ်မွိဆိုတာကတော့မြေပေါ့နော်ထိုင်းဆိုတာကတော့လွတ်လပ်တော်လို့အဓိပ္ပာယ်ရပါတယ် Land of the Free ပေါ့နော်လွတ်လပ်သူတို့ရဲ့အာမြေလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာနောက်ထပ်ရွေချက်တစ်ခုကကြတော့ဒီထိုင်းဆိုတာကပေါ့နော်အိန္ဒိယနိုင်ငံမှာရှိတဲ့တိုင်းဘာသာစကားပြောတဲ့လူမျိုးစုအလုံးကို ကိုစားပြုတာပါဆိုတော့အိန္ဒိချင်းနိုင်ငံတွေကကိုလိုနီလက်အောက်ကရုံးထွက်ဖို့ကြိုးစားနေချိန်မှာရည်ရွယ်ချက်ရှိရှိပေါ့နော်စနစ်တကျကိုဒီထိုင်းလန်ဆိုတဲ့နာမည်ကိုပြောင်းခဲ့တာပါအင်ပါယာချေတွင်ချင်းလို့သူ့ရဲ့အစီအစဉ်ကဒီဖီဘွန်ဆောင်ခံတာပေါ့နော်ဖီဘွန်ရဲ့အစီအစဉ်ကတကယ်ကောင်းတဲ့အစီအစဉ်ပါဟုတ်ပြီတော့အဲ့ဒီအချိန်ကကမ္ဘာမှာစီရစီမှုတွေတန်းလာပြီးအိန္ဒိချင်းနိုင်ငံတွေမှာရှိတဲ့ဒီကိုလိုနီလက်အောက်ခံပေါ့နော်ဒေသခံလူမျိုးတွေကလည်းပဲကိုလိုနီလက်အောက်ကရုံးထွက်ဖို့ကြိုးစားနေတဲ့အချိန်မှာ နိုင်ငံနောက်မှာပြောင်းလိုက်တယ်။နေမြေချစ်ထွင်ဖို့စူးစမ်းတာပါ။ဟာငါတို့ရဲ့နေရကလွတ်လပ်သူတို့ရဲ့နေရကငါတို့ ਨੇ ပူပေါင်းကြဆိုတဲ့သဘောမျိုးဆောင်နေပါလေ။သူရဲ့နာမည်ကပြီးရင်သူကအနောက်နိုင်ငံမှာစစ်ပညာသင်လာတော့စစ်ဖြစ်ခံဒီကဘာအခြေအနေကိုလည်းကောင်းကောင်းသိတာပါ။နောက်တစ်ခါသူကဟစ်တလာရဲ့ပုံစံကိုအားကျနေတဲ့သူလို့လည်းတချို့ကဆိုကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူကထိုင်းကျောင်းသားလူငယ်တွေပေါ့နော်။ဒီဟစ်တလာရဲ့လူငယ်ပုံစံမျိုးဖွဲ့စည်းပေးပြီးတော့အမျိုးသားရေးစိတ်သက်တွေမြေတက်အောင်လုပ်ခဲ့ပါတယ်။ နောက်ပိုင်းအဲ့ဒီအဖွဲတွေကအရင်ကဆုံးရှုံးခဲ့တဲ့နေမျိုးတွေကိုပြန်ယူဖို့ပေါ့နော် အာမရလို့ရှိရင်တိုက်ယူဖို့အထိဆန္ဒပြတာတွေလုပ်ခဲ့ပါတယ်ခင်ဗျာနောက်ပိုင်းထိုင်းပြည်သူတွေကဘလောက်တိအမျိုးသားရေးစစ်တပ်မြေတက်လာလဲဆိုလို့ရှိရင်စစ်တိုက်ဖို့အတွက်ပေါ့နော်ဒီငွေကြီးတို့ပစ္စည်းတို့လှူဒန်းရလှုပ်ရှားမှုကြီးကိုတနိုင်ငံလုံးလုပ်ခဲ့တာပါဆိုတော့အစိုးရဒီစစ်တပ်ရတော့မယ်ဆိုတဲ့အနေထားကိုရောက်သွားပြီပြည်သူတွေကတက်ကြွနေပြီပေါ့နော်အဲ့လိုနဲ့1940မှာတော့ဂျာမနီကပြင်သစ်ကို စစ်နိုင်လိုက်တဲ့ခါကျတော့ထိုင်းအတွက်ပေါ့နော်အခွင့်အရေးတစ်ခုဖြစ်လာပါတယ်ထိုင်းဆိုရကစစ်ရှုံးပြီးတော့ပေါ့နော်ဒီပြင်သစ်အားနေနေတဲ့အခွေကောင်းယူပြီးတော့အပြန်လန်မကျူးကျော်ရေးစာချုပ်ကိုအသုံးချပြီးတော့အရင်တတ်မှတ်ထားတဲ့နေနဘိတ်တွေပေါ့နော်ပြန်ပြီးတော့ပြင်ဖို့တောင်းဆိုလာပါတယ်အလို့နဲ့နေဆက်ပြဿနာတဖြည်းဖြည်းတင်းမာလာပြီးတော့1940မှာတော့ပေါ့နော်ဒီထိုင်းနဲ့ပြင်သစ်စစ်ပညာပဲနဲ့တရားတယောက်စစ်ဖြစ်ကြပါတယ်ခင်ဗျာ အဲ့ဒီစစ်ပွဲမှာတော့ပြင်သစ်ကဥရောပပေါ့နော်သူဒေတာမှာစစ်ရှုံးနေတဲ့အတွက်အားနေသွားပြီစစ်တပ်အားနေနေပြီပေါ့အဲ့ဒီတော့ထိုင်းကအင်ဒိုချိုင်းနာဒေတာကုန်းပြီမှာကြတော့အားသာပါတယ်ဒါပေမဲ့ရေထဲမှာကြတော့ပြင်သစ်အားသာပါတယ်ဘာလို့ဆိုပြင်သစ်ရဲ့ဒီစစ်တင်မော်တွေကခင်းမိနေတာဟိုထိုင်းရဲ့ဒီမော်တွေကြတော့အဲ့လောက်ခင်းမမိသေးဘူးပေါ့နော်အဲ့လိုနဲ့ထိုင်းနဲ့ပြင်သစ်ဂုံးဝါတော့ထိုင်းအသာစီးရပြီးတော့ရေထဲမှာကြတော့အာပြင်သစ်ကအသာစီးရတာပေါ့နော်အဲ့လိုနဲ့1940ခုနှစ်မေလမှာတော့ဂျပန်ရဲ့အကူအညီနဲ့ တူဂျူမြို့မှာပါနော်ပြင်သစ်နဲ့ထိုင်းငင်းငင်းသဘောတူညီမှုလက်မှတ်ထိုးနိုင်ခဲ့ပါတယ်အဲ့ဒီစစ်ပွဲမှာထိုင်းကအနိုင်ရသွားတယ်လို့ပြောရမှာပါဘာလို့လဲဆိုတော့အရင်ခေတ်ကသူတို့ဆုံးရှုံးသွားတဲ့ဒီလာအိုတို့ကမ္ဘောဒီးယားတို့ကပါနော်နေမျိုးတချို့ကိုပြင်သစ်စီကနေပြီးတော့ပြန်ရလိုက်ပါတယ်အလို့လဲစစ်နိုင်လိုက်ရောလူလူထောက်ခံမှုကဖီဘုံပေါ့နော်လူလူထောက်ခံမှုကအများကြီးမြင့်တက်လာတာပါအဲ့ဒီအချိန်မှာပဲထိုင်းအတွက်ဂျပန်ကမိတ်ဆွေလည်းဖြစ်လာတယ်လို့အကြံဉာဏ်လည်းဖြစ်လာခဲ့ပါတယ်ဘာလို့လဲဆိုတော့ထိုင်းကလည်းဒီအင်ဒိုချိုင်းနာဒေသမှာ နေမီချဲထွင်ခြင်းနဲ့အချိန်ဂျပန်ကလည်းပဲဒီအရှိတောင်အာရှပေါ့နော်ကိုလိုနီပြုတ်ဖို့အတွက်စူးစမ်းနေတဲ့အချိန်မှာမကြောက်ဘူးအဲ့ဒီနေ့ဒီဇင်ဘာလမှာပဲဂျပန်ကအရှိတောင်အာရှကိုတိန်တော့ထိုင်းမှာပေါ့နော်ဒီစစ်စခန်းချခွေတောင်းပါလေအင်းစစ်စခန်းချခွေတောင်းတော့မဟုတ်ဘူးဗျငါ့ကိုစစ်စခန်းချခွေပေးမှလားမပေးဘူးလားလို့မေးတာထိုင်းကခွင့်မပြုတဲ့ခါကျတော့ဂျပန်နဲ့ထိုင်းနိုင်ပိုင်းလောက်စစ်ဖြစ်ခဲ့ရပါသေးတယ်အဲဒီမှာလဲထိုင်းရဲ့နိုင်ငံခြားရေးမူဝါဒကိုနည်းနည်းလေးပြောပြပါမယ်အဲ့ဒါပါလဲဆိုတော့ညောင်မင်ကဲတို့မကြည့်ရ ျူပင်ကဲ့သို့ကြည်ရည်တဲ့။သဘောကတော့မုံတိုင်းတိုက်နေတဲ့အချိန်မှာတဲ့။ညောင်ပင်လိုမမမမရက်နေမှာလို့ရှိရင်လီပင်းနဲ့တိုက်တဲ့ခါကျရင်အဲဒီညောင်ပင်ကအကိုင်းနဲ့ကျိုးသွားတာလည်းဖြစ်နိုင်တယ်။ဒါမှမဟုတ်အမြင့်ကနေလန်ပြီးတော့လဲကျသွားတာလည်းဖြစ်နိုင်ပါတယ်။ညောင်ပင်ဆိုလို့ရှိမှာနော်။ဒါပေမဲ့ကျူပင်ဆိုလို့ရှိမှာနော်။လေတိုက်ရအောင်ရိန်သွားပါတယ်။မုံတိုင်းပြီးသွားတဲ့ခါကျလို့ရှိရင်အဲဒီကျူပင်ကပြန်ထောင်လာနိုင်ပါတယ်။ဟိုညောင်ပင်ကြတော့ကျိုးသွားတာတော့အမြင့်လန်သွားတာတို့ဆိုရင်ပြန်မထောင်နိုင်ပါဘူးမုံတိုင်းပြီးရင်။ ဆိုတော့မြန်မာဆိုလို့ရှိရင်ဒါဗြိတိရှားဆိုတဲ့ကိုလိုနီမှုန်တိုင်းပေါ့နော်။ညောင်မင်ကဲ့သို့ကြီးခဲ့တယ်လို့ပြောလို့ရမှာပါ။ထိုင်းရဲ့အမြင်ရဆိုရင်ပေါ့နော်။ဟောပြီးတော့ဒီဥရောပနိုင်ငံကအာကြီးနေတဲ့အချိန်မှာမြန်မာပြန်တိုက်ခဲ့တာဟုတ်။ဆိုတော့ထိုင်းအကြတော့ဥရောပအင်အားကြီးနိုင်ငံတွေကိုလိုက်ရောပြီးတော့သူတို့အကြိုက်ပေါ့နော်။လိုက်ပြီးတော့ရိမ်းပြီးတဲ့အတွက်ကြောင့်မို့လို့အာပြည်စနစ်မပြုတ်ကြဘူးလို့ပြောလို့ရတာပေါ့နော်။ဒီဆောင်ဘိုးကြောင့်ဆိုတော့ဒီဆောင်ဘိုးကြောင့်ပဲထိုင်းကအချိန်နေမကောင်းလာတဲ့ခါကျတော့ ပန်နဲ့ဒါအပေးယူလုပ်လိုက်ပါတယ်အဲ့ဒါဘာလဲဆိုတော့တိုင်းလူမျိုးစုတွေနေတဲ့နေမြေတွေကိုစစ်ကြည့်ပြီးလို့ရှိရင်ပေးရမယ်ဆိုတဲ့ဂတိပေါ့နော်ဂျပန်မှာတောင်းတာပါအဲ့လိုနဲ့ဂျပန်ကလည်းဒါသဘောတူပြီးတော့ပေါ့နော်စစ်ပြီးသွားတဲ့အချိန်မှာတကယ်ပေးပါတယ်မြန်မာမှာဆိုလို့ရှိရင်ဒီကယားပြည်နယ်တို့ရှမ်းပြည်နယ်တို့ကနေမြေတချို့ပေးတယ်နောက်တစ်ခါလာအိုတို့ကမ်ဘောဒီးယားတို့မလေးရှားတို့စီကလည်းပဲဒါနေမြေတွေကိုရားလိုက်ပါတယ်မဆိုးဘူးလို့ပြောလို့ရပါဘောနော်အမေထိုင်းအားအလောင်းနဲ့ယမနီတို့ကအမေရိကန်တို့ဗီတိန်တို့ကတော့မှဂျပန်ရဲ့ဖိအားပေးမှုနဲ့ပေါ့နော်စစ်ကြီးညာလိုက်သေးတာပါ နေရခင်ဒီတော့မဟုတ်ဘူးပေါ့နော်အစိုးရဖီပွန်ဆောင်ခရန်ကဂျပန်နဲ့ပေါင်းနေချိန်မှာဂျပန်ကိုမကြိုက်တဲ့အနောက်အုပ်စုကိုလူလာတဲ့တော်လိုင်းသမားတွေလည်းပဲရှိတယ်ဗျဘာလို့လဲဆိုတော့ဂျပန်နဲ့ပေါင်းပြီးတဲ့အချိန်မှာနေမြေတွေကျေလာတော့မှန်ပေမဲ့စီစီအိတ်တွေစီဘာရေးပြဿနာတွေကြောင့်ငွေကြေးဖောင်းပွားမှုတွေဖြစ်လာပါတယ်အဲထိုင်းပြည်သူတွေကဂျပန်ကိုမျက်မှန်ကျိုးလာပါတယ်မဟာမိတ်အုပ်စုဘက်ကိုရိမ်းလာခဲ့ပါတယ်ဖီပွန်အစိုးရကလည်းပဲ1943ခုနှစ်နောက်ပိုင်းမှာပေါ့နော်ဂျပန်က အာအချင်းဒီမဟန်တဲ့ခါကျတော့ဂျပန်ကိုတော်လန်ဖို့ဖတ်ပြောင်းဖို့ကြိုးစားလာတာတွေ့ရပါတယ်။ဒါကြောင့်လည်းပဲမျိုးတော်ကိုဖိဂျပန်ကိုပြောင်းရှိဖို့ကြိုးပမ်းခဲ့ပါတယ်။ဒါကလည်းသူ့ကိုပြုတ်ကျစေတဲ့အချက်ဖြစ်သွားခဲ့ပါတယ်။ဒီမျိုးကိုပြောင်းတာကတော့အာဂျပန်ရဲ့လွှမ်းမိုးမှုနဲ့ဝေးအောင်ရည်ရွယ်ခဲ့တယ်လို့ဗန်ကောင်းမျိုးပေါ့နော်။ဒီမဟာမိတ်တပ်တွေဘုံကျဲတာမခံရအောင်လို့ရည်ရွယ်ခဲ့တာလို့လည်းပဲဆိုရပြ။အဲ့လိုနဲ့1900 44ခုနှစ်မှာတော့စီးပွားရေးအကျတဲတွေကြောင့်ဂျပန်ရဲ့အာဒုက္ခပေးမှုတွေကြောင့်ပေါ့နော်ပြည်သူတွေကဖြစ်ကုန်ဘက်မှာမရှိတော့တလို့ဂျပန်ကလည်းပဲအရှိတောင်အရှာမှာစစ်ရှုံးနေပြီဖြစ်တဲ့အတွက်ကြောင့်မလို့အချိန်နေမလာတော့တဲ့အချိန်မှာပေါ့နော်အာဖြစ်ပွန်ဆောင်ခရံကယာရူကနေပြီးတော့နှုတ်ထွက်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာအာနာရလာတာကတော့ဂျပန်ကိုဆန့်ကျင်တဲ့ city time ဒီ free time ပေါ့နော်အာလွတ်လပ်တော့ time ပေါ့နော်အဲ့ဒီလှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့ရီဒီဆိုတဲ့ဘီယင်ကန်နေပြီးတော့အာဏာရလာတာပါ။တဘောကတော့ဂျပန်အင်အားကောင်းတဲ့ချိန်မှာဂျပန်နဲ့အဆင်ပြေတဲ့ဖီဘွန်ကအစိုးရဖြစ်လာပြီးတော့မဟာမိတ်တွေအင်အားကောင်းလာတဲ့အချိန်မှာတော့မဟာမိတ်နဲ့အဆင်ပြေတဲ့အာပရီဒီကနေပြီးတော့ဗောနော်အာဏာရလာတာပါ။ထိုင်းရဲ့နိုင်ငံကြီးကစားပွဲကတော်တော်လှတယ်လို့ပြောလို့ရမှာပါ။အရင်ကလုပ်ခဲ့တာတွေကငါတို့သဘောမတူဘူးဂျပန်နဲ့အဆင်ပြေတဲ့အစိုးရကလုပ်ခဲ့တာငါတို့ကမင်းတို့မဟာမိတ်ပဲချင်းကလူတွေပဲစုပြီးတော့အာလူချင်းပြီးတော့ဗောနော် ဘတ်ပြောင်းကစားတာဗျဘလောက်တော်တယ်လဲဘောနော်ဒါကြောင့်လဲပြင်သင်းတဲ့ဗီတီချာကနေပြီးတော့ထိုင်းကိုနော်ဒုတိယကမ္ဘာစစ်ကာလမှာသူတို့အားနေနေချိန်မှာသူတို့ဒုက္ခပြီးခဲ့တဲ့အတွက်ဘောနော်အထိုင်းကိုဂျပန်ရဲ့မဟာမိတ်စစ်ရှုံးနိုင်ငံတွေကိုထည့်ပြီးတော့ဂျပန်နဲ့အတူတူအရေးရှိဖို့ကြိုးစားခဲ့တယ်ဗျအဲဒီမှာအမေရိကန်ကဂျပန်ကိုဆန့်ကျင်ခဲ့တယ်ဘောနော်တော်လိုင်းရဲ့သမားတွေကြောင့်ထိုင်းကိုဂျပန်ရဲ့မဟာမိတ်စစ်ရှုံးနိုင်ငံတွေမထည့်ပါဘူးဒါပေမဲ့ဒုတိယကမ္ဘာစစ်ကာလမှာတင်းနေတဲ့နေမြေတွေကိုတော့ပြန်လည်လွတ်လိုက်ရပါတယ်မြန်မာတို့ရှမ်းတို့ ကမ္ဘောဒီးယားတို့ဒီမလေးရှားတို့လာတို့ပေါ့နော်အဲဒီဒေတာနေမြေတွေကိုတော့ထိုင်းနေပြီးတော့ပြန်ပြီးတော့လက်လွတ်ပေးလိုက်ရပါတယ်ခင်ဗျအဲ့လိုနဲ့ဒုတိယကမ္ဘာစစ်ပြီးချိန်မှာထိုင်းပြည်သူတွေကဗျင်ုံလွမ်းလာကြပါတယ်1932ခုနှစ်ဒီအရက်တာဆိုရပါတော့အုပ်ချုပ်နေချိန်ကနေစပြီးတော့ထိုင်းနိုင်ငံဒုက္ခတွေနဲ့ရှင်ဆိုင်ခဲ့ရတာပါဗျင်တွေကြောင့်အရင်တုန်းကပေါ့နော်ဗျင်တွေကြောင့်နိုင်ငံစီးရင်ကြက်တဲနေတာဆိုတဲ့အတွေးတွေကလည်းပဲအားနေလာပြီးတော့ဗျင်စနစ်ကိုလိုလားသူတွေတောင် ရလာခဲ့တာပါအဲ့ဒီချိန်မှာပဲဝင်းကျုပ်ပရီဒီကနေပြီးတော့ဆွစ်ဇာလန်မှာပညာသင်နေတဲ့ဘုရင်ပေါ့နော်နိုင်ငံနဲ့ပြန်ခေါ်ပြီးတော့ထိုင်းပြည်သူတွေကိုစီလုံးညီညွတ်မှုရအောင်ပေါ့နော်ဂျိုးပန်းခဲ့ပါတယ်အလွန်နဲ့1945ခုနှစ်ဒီဇင်ဘာလမှာတော့ဘုရင်အနာနာမဟီတော်ကနေပြီးတော့ထိုင်းနိုင်ငံကိုရောက်လာခဲ့ပါတယ်ခင်ဗျာနမ်မွေကိုစက္ကန့်ရရှိတဲ့10နှစ်လုံးကအဝေးရောက်ဘုရင်ဖြစ်နေဥရောပမှာပညာသင်ကြားနေတာပါအရက်တာအစိုးရတွေကိုစိတ်ပြက်နေချိန်မှာဘုရင်ကပြန်လာတော့အသက်20အရွယ် ခေပညာတက်ရုပ်ကလည်းချွတ်ချော်လေးဆိုဘယင်ငယ်လေးပေါ့နော်ထိုင်းပြည်သူတွေကသဘောကျခဲ့ကြပါတယ်ကျူဆူခဲ့ကြပါတယ်ခင်ဗျာဆိုတော့ဘယင်အနန္တမီတို့ကလည်းအာပြန်ရောက်လာပြီးတော့ဘယင်တစ်ပါးရဲ့တာဝန်ဝတ္တရားတွေကိုပြန်ပြီးတော့ထမ်းဆောင်ရင်းနေပဲ9လလောက်အကြာ1946ခုနှစ်ဇွန်လ9ရက်နေ့မနက်မှာတော့ဗန်ကောက်မြို့တုံဝန်နန်းတော်မှာတနတ်တန်တစ်ချက်ရဲ့ဦးကောင်းမှကြည်စံရတစ်ခုရဲ့နဲ့ရွာဆန်သွားခဲ့ရပါတယ် ဒီเจ้าကိုထိုင်းနိုင်ငံမှာအခုချိန်ထိအာလီယိုဝက်တိုင်းချမ်းလို့လို့ဝက်စားလို့လို့သာမကောင်းတဲ့အသည်ဖြစ်နေရှိနေတုံးပါပဲ။ဘာဖြစ်လို့လဲဆိုတော့တကယ်မဖော်ချင်တာเจ้าရဲ့နောက်တစ်ခုကဖြစ်ဖြစ်ချင်းမှာပေါ့နော်။အာဘရင်ရဲ့မေတော်ကအကုန်လုံးကိုရှင်းလင်းတင်စီခိုင်းလိုက်တဲ့အတော့เจ้าမလို့နောက်ပိုင်းမှာစုံစမ်းစစ်ဆေးလုပ်တဲ့အခါမှာပေါ့နော်။အခက်ခဲတွေပို့ပြီးတော့များသွားတော့တွေ့ရပါတယ်။ဒီမှာလည်းပေါ့နော်ဘရင်ရဲ့အမေကဘာဖြစ်လို့ဖြစ်ဖြစ်ချင်းပေါ့နော်။ဒီခင်းနေရကိုတင်စီခိုင်းလိုက်တာလဲဆိုတာလဲ။ အာမေကွန်တစ်ခုအနေနဲ့ရှိနေတာဗောနော်ဒီဘိုင်းကိုတော့အဆင်ပြေမယ်ဆိုလို့ရှိရင်အခုကြည့်နေသူတွေအနေနဲ့ခဏလေးဗောနော်အာဘူးဆန်ရှာလုံးကြည့်ဖို့မြေသားရက်ခံပါတယ်ခင်ဗျာဘာလို့လဲဆိုတော့ဒီအမှုကထိုင်းနေကိုယ်တိုင်ဗောနော်တီချင်နေကြပြီးတော့တီချာမတိသေးတဲ့အမှုမလို့ပါကိုယ့်အကိုတက်သေးတာလားအာလုံးကြံခံရတာလားလုံးကြံနေဆိုရင်လည်းပဲဘသူကလုံးကြံတာဖြစ်နိုင်လေဆိုတာဗောနော်ကိုယ့်အကိုတွေးလို့ရအောင်ကျွန်တော်ကနေပြီးတော့အချက်လေးတွေပေးပါမယ်ခင်ဗျာနံပါတ်1ကတော့ဒီခင်းဖြစ်သွားပြီတဲ့အချိန် ာတနတ်တန်ရာလဲပေါ့နော်ဘယင်းနိုင်ရဆန်သွားပြပြချင်းမှာအစိုးရနဲ့ဘလို့ထုတ်ပြန်လဲဆိုတော့ဟာအနန္ဒမီတော့ကတော့သူဟာသူတက်တည်သွားပြီဆိုပြီးတော့ချက်ချင်းတင်ထုတ်ပြန်လိုက်ပါတယ်ဘာလို့လဲဆိုတော့ဘယင်းဟာတဲ့ဥရောပမှာပညာသင်ယူနေတဲ့အတန်းပေါ့ပေါ့နော်စစ်စလန်အမျိုးသမီးတူကိုချစ်ချင်နေတယ်လို့ဆိုပါတယ်ထိုင်းတော်ဝင်ဥပဒေရနိုင်ငံခြားအမျိုးသမီးကိုဘယင်းကလက်ထပ်ဖို့မဖြစ်နိုင်လို့အာနန်းတွင်အတိုင်းဝိုင်းကတားလို့သူချစ်သူနဲ့ပေါ့နော်လက်ထပ်ခွင့်မရလို့ ိမ့်ညစ်ပြီးတော့သူကသူတက်သေးသွားတယ်ဆိုပြီးတော့ဆိုတယ်ဗျ။အင်းဒါကလည်းတိမ့်မဖြစ်နိုင်ဘူးပေါ့နော်။ဘာလို့အသက်20အရွယ်ရောက်နေပြီ။သူကဒီအမျိုးသမီးရွေးချယ်ပြီးတော့ထီနှန်းအောင်စွန့်သွားမယ်ဆိုရင်လည်းဖြစ်နိုင်တယ်လေ။တက်သေးတာလောက်ထီတော့ကျွန်တော်သာဆိုရင်တော့မလုပ်ဘူးပေါ့နော်။ထီနှန်းအောင်စွန့်ပြီးတော့သူနဲ့ဆွေးလည်းမတနိမှာပေါ့။ဒီချက်လည်းတိမ့်မဖြစ်နိုင်ဘူး။ဆိုတော့ကျွန်တော်တင်မဟုတ်80ချီရင်ထန်းနေရလဲမဖြစ်နိုင်ဘူးလို့ဆိုတဲ့အတွက်ကြောင့်မလို့နောက်ပိုင်းပြည်သူတွေလက်မခံတော့ဘူးနော်။တက်သေးတာမဟုတ်ဘူး။အစီကံတွေက လုံချံတက်ဖြတ်လိုက်တာဆိုပြီးတော့အစီအကံ၃ရောက်ကိုဖမ်းပြီးတော့တရားစွဲတယ်1955ခုနှစ်မှာတော့ကိုမြန်လိုက်ပါတယ်음ဒါကလည်းပဲအပြစ်မရှိပဲနဲ့အစာထိုးခံရတာဆိုပြီးတော့အာထိုင်းနိုင်ငံထဲမှာထိုင်းနိုင်ငံသားတွေကိုယ်တိုင်မြင်နေတာလည်းရှိပါတယ်အဲဒါဆိုရင်ဘယ်သူတတ်တာလဲပေါ့နော်နန်းတွင်အတိုင်းဝိုင်းကထွက်လာတဲ့အချက်လက်တွေကိုကြည့်မယ်ဆိုလို့ရှိရင်အဲ့ဒီနေမနက်ပိုင်းမှာဘရင်အနာနာမီတော်ရဲ့နန်းဆောင်ကိုသူ့ရဲ့ညီ ဝင်ပြီးတော့နောက်ရာမကိုဖြစ်လာမဲ့ပြင်ပေါ့နော်အာသူကနေပြီးတော့သွားခဲ့တယ်လို့ဆိုရတယ်အဲ့ဒီမှာတဏ္ဍနဲ့ကစားရင်နဲ့မတော်တဆနှစ်ခုတစ်တဲကို ကြည်စံထွက်သွားတယ်လို့လည်းဆိုတယ်အဒါလည်းတကူခုတော့လွဲနေသေးတာပေါ့နော်ဘင်းအနန္နာမီရောဆိုတာကအဲ့ဒီအချိန်မှာအသက်20အရွယ်ပြသူညီဘူမီဘောဆိုတာက16နှစ်အရွယ်ဆိုတော့တဏ္ဍနဲ့ကစားတာကတော့ဒီအရွယ်ကြီးမဖြစ်နိုင်ဘူးလို့ကျွန်တော်ထင်ပါတယ် ဒါကျွန်တော်အထင်ပေါ့နော်နောက်ခွဲလေးချက်တစ်ခုကကြတော့အဲ့ဒီအချိန်ကဘူမိဘောကမရှိနေပြန်ဘူးလို့ဆိုတယ်တနတ်တန်ကိုတော့မကြားရဘူးလို့လည်းအာဆိုတယ်ဗျဘရင်ညီဘူမိဘောရဲ့တည်နေရာနဲ့ပတ်သက်လို့တော့ကွဲလဲချက်တွေရှိတာပေါ့နော်အတမန်လူသားဆိုလို့ရှိရင်တော့အဲကောင်လာတဲ့မိဘမှာရှိနေလဲဆိုပြီးတော့ခေါ်ဆဲလို့ရတာပေါ့အခုကဘရင်ဖြစ်လာမဲ့သူအဘရင်ဖြစ်နေပြီးတော့ပြောလို့ရတာပေါ့နော်အလူလူကိုတာမန်လူတွေလို့သွားပြီးတော့စစ်လို့မရပါဘူးသူညောင်မြစ်တူရင်နဲ့ပေါ့တင်ဥတွေပါပေါ်လာနိုင်ပါတယ် အမ်နောက်တစ်ချက်တော့နည်းနည်းရှုပ်တယ်ဘာဖြစ်လို့လဲဆိုတော့ဘီယင်စနစ်ကိုလိုလားတဲ့အစိုးရအရာရှိတွေကလုံးချန်တက်ဖြစ်လိုက်တာဖြစ်နိုင်တယ်လို့လည်းတနရာရှိနေတဲ့လူတွေရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီချိန်ကထိုင်းနိုင်ငံရဲ့အစိုးရက1932ခုနှစ်ဒေါ်လာရေးမှာပါဝင်ခဲ့တဲ့အာသူတွေကြီးပဲအဲ့ဒီတော့ထိုင်းပြည်သူတွေကဘီယင်စနစ်ကိုပြန်တန်းတားနေချိန်ဘီယင်ကကိုပြန်လွှမ်းနေချိန်ပေါ့နော်အဲအဲ့လိုအချိန်မှာဘီယင်ကိုအခုလက်ရှိအစိုးရကနေပြီးတော့ အပြည့်ရှင်းခြင်းလို့လုံးကြံတက်ဖြစ်လိုက်တဲ့ပုံစံမျိုးအထူးသဖြင့်အဲ့ချိန်ကအုတ်ချုပ်နေတဲ့ဝန်ကြီးချုပ်ပရီဒီကိုအတရေဖြတ်ခြင်းလို့လုံးကြံလိုက်တယ်လို့လည်းဆိုတယ်တကယ်လဲအဲ့ဒီဝန်ကြီးချုပ်ပရီဒီကအာဏာမီတော့နိုင်ရဆန်သွားပြီးတဲ့နောက်ပိုင်းနိုင်ငံရေးသမားဘဝမှာအဆုံးသတ်သွားခဲ့ပါတယ်နောက်တစ်ချက်ကတော့စစ်တပ်ဘာလို့လဲဆိုတော့စစ်တပ်က ဂျပန်နဲ့ပေါင်းပြီးတော့ဂျပန်လက်ကင်တုပ်ပုံစံဖြစ်သွားတော့ပြည်သူတွေအပေါ်မှာလည်းဩဇာကျဆင်းလာတယ်လို့ဘရင်စနစ်ကိုလိုလာတဲ့သူတွေကလည်း1932ခုနှစ်အာဏာသိမ်းပြီးတဲ့ပါပေါ့နော်စစ်တပ်ကိုအမြင်ကပ်နေကြရပါအဲ့ဒီတော့ဘရင်ကိုလှုပ်ကြံပြီးဘရင်ကငါတို့ကာကွယ်မှရားတော့မယ်ဆိုတဲ့ပုံစံမျိုးဖြစ်အောင်လှုပ်ခဲလေသလားဆိုတဲ့ထင်တဲ့သူတွေလည်းရှိတယ်အာအဲ့ဒီချိန်အစပြီးတော့ထိုင်းစစ်တပ်ကလည်းပဲဘရင်ကိုကာကွယ်သူအဖြစ်နဲ့ပုံဖော်လာခဲ့တာဒီနေ့အထိပဲဒါမဖြစ်နိုင်ဘူးလို့တော့ ပြောလို့မရဘူးလို့ထင်တယ်မဖြစ်နိုင်ဘူးလို့ပြောမယ်ဆိုလို့ရှိရင်တချို့နိုင်ငံကနေမှဘုံကြီးကိုတတ်ခဲ့တဲ့သူတွေကအာအမျိုးဘာသာသာသနာဒီဘာသာကြီးငါတို့ကာကွယ်မှာငါတို့ရှိနေလို့သာမဟုတ်လို့ရှိရင်ပြတ်သွားမယ်လို့ကြွေးကြော်နေတာကိုလည်းကျွန်တော်တွေ့ဘူးတယ်အရင်ကဘုံကြီးတွေကိုတတ်ခဲ့တဲ့သူတွေကသာသနာကိုကာကွယ်တဲ့သူတွေအဖြစ်အမိခံယူထားတာလေဆိုရင်ဘယ်လိုလုပ်မှာလဲထားပါတော့ဒါတော့ဆိုလို့ရှိရင်ဒီလူများဖြစ်နေမလားဆိုတဲ့အတွေးလေးတွေးမိရင်ကိုကျွန်တော်ရှင်းပြပါပြီခင်ဗျာအာဆိုတော့ပေါ်ပြပါအခြေအနေတွေနဲ့ ်မဲရဆံသွားပြီးတဲ့နောက်အနန္ဒာမီတော်ရဲ့ညီတော်ရာမကိုကနေပြီးတော့အန်တက်လာပါတယ်ဘုံမီပလာပါနော်မြမအခေါ်ဘုံမီဘောဘီရင်ကြီးပါဒါဒီပြင်နဲ့ပတ်သက်လို့တော့တတော်များသိကြမှာပါအနုပညာဝါဒနာပါသူအေးရင်ကျန်နေတတ်သူပြည်သူတွေကိုချစ်ခင်ကျင်နာတတ်သူထိုင်းပြည်သူတွေမကောက်ဘောနော်မြန်မာပြည်သူတွေပါသူကိုချစ်ခင်ကြတာပါ စေအများကြီးလဲဆောက်ခဲ့ပြီးတယ်။ကြီးရွာတွေတိုးတက်အောင်လဲအများကြီးလုပ်ခဲ့ပြီးတယ်။ပြည်သူနဲ့အစိုးရပြဿနာတက်နေရင်လဲကြားထဲဝင်ပြီးတော့ဖြေရှင်းပေးခဲ့ပြီးတယ်ဗျ။ဟိုဆန္ဒပြတဲ့မင်းကဘာလို့ခြင်းလို့လဲ။ဟိုအာဏာသိမ်းပြီးတော့ဟာလာပြည်သူတွေကိုပြစ်နေတဲ့ကောင်အောင်ရောမင်းကဘယ်လိုပုံစံမျိုးဆိုကျဉ်းနှံမှလဲဆိုပြီးတော့အဖွဲခေါင်းဆောင်နေပါတော့။ခေါ်ပြီးတော့ညှိပြတဲ့အခြေအနေရှိတယ်ဗျ။အစိုးရနဲ့ပြည်သူဒါအစီအမံပြတဲ့အခြေအနေပါမို့နော်။လုပ်ပြီးခဲ့တာရှိတယ်။ဆိုတော့တို့ကလည်းပဲဘရင်ပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့မြန်မာဒေတာပေါ့နော်နှစ်ဖက်လုံးကလည်းတွေးပြီးတော့ဘရင်ရှိမှဆိုတော့ပေါ့နော် ကြီးလေသွားတဲ့ပြဿနာမျိုးတွေလည်းရှိတယ်။ဒါကြောင့်မလို့ထိုင်းပြည်သူတွေကဒီဘူမိဘောပေါ့နော်။အရန်ချစ်ကြပါတယ်။ဒီသူတို့နိုင်ငံစီးလုံးနေတာဘင်းကြောက်ဆိုပြီးတော့လည်းပဲဒီဘင်းကပုံဖော်ထားတယ်။သူကတော့2016မှာနိုင်ငံဆန္ဒပြီးတော့သူ့တာယာမ30ပေါ့နော်။ဘူလက်ရှိဘင်းကလန်တက်လာပါတယ်။သူကတော့ထိုင်းပြည်သူတွေသူ့အဖေလာပေါ့နော်။ဒါမှကြိုက်ကြပါဘူး။ဘင်းသူကလည်းသူ့အဖေလိုမျိုးမဟုတ်မနဲ့မိမကလည်းများတယ်။ကိုလို့တော်လေးနည်းနည်းရှိရလို့ကြားတယ်။ဒီလောက်ဆိုရင်တော့ထိုင်းပြည်ရင်ဒီအကြောင်းဘူလက်ရှိချက်ကလေးမင်းဆက်အကြောင်းကို ဂျန်လေးနားလေသွားမယ်ထင်ပါတယ်ကျွန်တော်ခုဆိုရင်အိန္ဒိယနိုင်ငံနေနဲ့ပတ်သက်ပြီးကျွန်တော်ဗီဒီယိုဆက်လုပ်တာပါဗျာအိန္ဒိယနိုင်ငံအကြောင်းပါကစ္စတန်နိုင်ငံအကြောင်းပါကစ္စတန်နိုင်ငံအကြောင်းတော့ကျွန်တော်ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြောင်းပြောချင်လို့ပြောတာပါဗျာအဲ့တော့ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြောင်းလာအိုနိုင်ငံအကြောင်းတရုတ်နိုင်ငံအကြောင်းအခုထိုင်းနိုင်ငံအကြောင်းဆိုတော့အိန္ဒိယထိဆက်နေတဲ့နိုင်ငံတွေတဲ့ကကျွန်တော်သိထားတဲ့အကြောင်းအရာလေးတွေသိထားတည်နေတဲ့အကြောင်းအရာလေးတွေပေါ့နော်ကျွန်တော်မျှဝေသွားပြီဖြစ်တယ် နောက်ပိုင်းမှာတော့ဖက်ဒရယ်နိုင်ငံနေအကြောင်းဘက်ကဖူးစားပေးပြီးတော့ဗောနမျှဝေဖို့တော့စိတ်ကူထားပါတယ်ဘာလို့ဆိုတော့ဖက်ဒရယ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တွေဗောနကျွန်တော်တို့အားနေနေတာရှိပါတယ်လူတိုင်းကမြန်မာပြည်သူတိုင်းကိုသွားပြီးတော့ဖက်ဒရယ်လိုချင်လားဆိုရင်အာဏာသိမ်းတဲ့လူတွေကအစလိုချင်လို့လို့ပြောတာကိုနောက်ပိုင်းတွေးလိုက်ရတာဗောနအဲ့တော့ဘယ်လိုဖက်ဒရယ်လိုချင်တာလဲမလေးရှားဖက်ဒရယ်လားအိန္ဒိယဖက်ဒရယ်လားဒါမှမဟုတ်ဆွစ်ဇာလန်ဖက်ဒရယ်မျိုးလားဟုတ်အီသီယိုးပီးယားဖက်ဒရယ်မျိုးလားအမေရိကန်ဖက်ဒရယ်မျိုးလား လိုဘယ်ရယ်မျိုးလိုချင်လဲလို့မေးရင်တော့နယ်လီဝေဝါသွားကြမှာထင်တယ်။အဲတော့ဒီဖရယ်နိုင်ငံရဲ့အကြောင်းလေးပဲကျွန်တော်ဦးစားပေးပြတော့ဗောနော်။ဟောပြသွားမှာပါ။ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်ခင်ဗျာ။